ဩဂုတ်တရက်နေ့မှာပဲ AR မြစ်ကမင်းဘူးမြို့ပေါ့နော်မြစ်နောက်ကမင်းဘူးမြို့မှာဆိုရရင်မှ1900 cm ကိုကျော်ကျော်စားပြုပြီအဲ့မှာကန်းနာအားမှာရှိတဲ့ရက်ွက်ပေါင်း၄၅ခုလောက်ကအိမ်တစ်ထောင်လောက်ဆွရွှေ့နေရပြီပေါ့နော်ပွင့်ပြူမြို့နယ်ထဲမှာဆိုရင်ကျေးရပေါင်း50ကျော်ကကျေးရပေါင်း50ကျော်နဲ့ပွင့်ပြူမြို့ပေါင်းကျေးရပေါင်း50ကျော်ဆရာဝန်းကျင်လောက်ကဒီတောင်းနဲ့ရှိတဲ့ဒီဒုက္ခတွေတွေကစားတော့ခက်ခဲနေဖြစ်နေတယ်မလုံလောက်မှုတွေပေါ့ ။ဒါပြီးတော့တနင်္ဂနွေတော့လူကြရလူရဲ့လက်ရှိရဒီမွေတိုင်းနဲ့ကနေပြီးတော့နေဆိုင်ရမျိုးတွေကနေသွားလူညာလက်ရှိရမယ်လို့တချို့ကဒုက္ခတဲ့ဇန်းတွေမှာဆိုတနေ့လုံးတော့မှသမင်းတက်နဲ့ပဲဝင်နိုင်တာမျိုးတွေလည်းရှိတယ်။အဲ့တော့ကမုန်းတမန်ကနေရှင်ကြတယ်မုန်းတမန်ရေဘူလွှဲကနေရှင်ကြတယ်မုန်းချောင်းရေဝင်ပြီးတော့ရွှေ့ကြရတာပေါ့နော်နေနေတဲ့ဝင်လို့ဆိုတုတ်တဲ့ပူဆိုးတာကအဲ့မုန်းတမန်ရဲ့အောက်ခြေနားမှာတင်ရှိတယ်စေတုတ်တာဒီလိုရမျိုးနဲ့အဲ့နာရွာရရကြတော့ခုချိန်ကြီးအဆက်အသွယ်တွေအကုန်ပြတ်တော့မယ်ဖုန်းလည်းဆက်လို့မရဘူးကားတွေလည်းဝင်လို့မရသေးဘူး သူတို့ hardy corbra ရှင်းမယ်လို့တော့ဒီ data အနာပိုင်းကြီးကတော့ပြောတယ်ရှင်းတယ်တော့မကြသေးဘူးဒီရှင်းနေတာဒီမုန်းတမန်မှာကမနေ့ကနဲ့စာရင်ဒီရေတူအမြင်ဟာနှစ်ပေရော့သွားပြီမနေ့ကဆိုရင်955ပေရှိတယ်ပြောတယ်ဒီနေ့နှစ်ပေရော့သွားတာ953ပေပေါ့ဒါမှလို့အဲ့ဒီရေတူအမြင်ကရေဘူလဲပမာဏနဲ့မြင့်နေတဲ့အကြောင်းရေဘူလဲကနေတော့ရေဆက်ဆွက်နေတယ်အဲ့တော့မုန်းချောင်းရေကတက်လဲတက်မလာဘူးညော့လည်းမသွားနိုင်ဘူးဖြစ်နေတာလေဒီ20မျိုးရဲ့ ကျေတုတ်ရာမြို့ရဲ့အဲ့ဒီမြို့နယ်ကြီးကတေးရောင်ပေါင်း200ကျော်လောက်ပေါ့နှစ်မြို့နယ်ပေါင်း200ကျော်လောက်က300လောက်ကတော့အကုန်လုံးရေထဲမှာပဲရှိသေးတယ်။အဲ့တော့သူတို့ဘက်ကရေရှည်ခက်ခဲတွေရှိအောင်မှာနောက်ထပ်9ရက်တစ်ပတ်ဒီသူတို့ဒီဒုက္ခတွေစမ်းနေကမှာပဲနေရတယ်ဦးမယ်။ဒါတလို့ကတော့တချို့ကစေကူတာမှုခံယူဖို့လိုပေမဲ့လို့အဲ့လိုမျိုးလမ်းမ်းဆက်သွယ်ရေးတွေပြတ်တောက်နေလို့ဒီစေဝါခက်ခဲမရတာတွေစေဝါကူညီမရတာတွေအသာတောက်ကူညီရတဲ့အချိန်မလုံလောက်တာတွေကျုံနေရတယ်လက်တလို့ဖြစ်တာတော့ ဆိုရဌာနဆိုင်ရာတွေကလည်းသူမီတူအနေနဲ့သူတော့ထောက်ခံကြတယ်ဒီမကွေးတိုင်းဆိုရအဖွဲ့အနေနဲ့လည်းအဲ့ဒီကိုဝင်နေတာကိုတွေ့နေမယ်လို့ဖွင့်လင်းပြောတော့စနစ်တကျနဲ့ဟိုကုညီတဲ့ပုံစံမျိုးမရှိဘူးစနစ်တကျကုညီတဲ့ပုံစံမျိုးမရှိဘူးဆိုတော့ဟိုဘယ်ဌာနဆိုင်ရာတွေကဘယ်နှဦးကယ်ဆယ်ရေးသွားမယ်ဟိုဘယ်တွေကိုဝင်မယ်ဟိုဆိုလိုတာရေးတွေကိုဘယ်လိုဆွဲထုတ်မယ်အဲ့လိုအစည်းအဝေးမရှိဘူးပွင့်ပြူမျိုးဆိုပွင့်ပြူတော့သူ့ပြုံရောက်သွားတယ်ပြီးရင်လည်းနှီးကြရတယ်ဦးတော့ကူတော့ခုန်ကြီးနေတယ်စနစ်တကျမရှိတာပေါ့ သူတို့မနေ့ကမင်းကခရိုင်အုပ်ချုပ်ရေးမှူးရောင်းကနေပြောလိုက်တဲ့အချိန်လေးရဆိုရင်မိတက်ရဲ့ချက်ချင်းကြီးရဲ့သူတို့ရဲရဲဒီဆိုရအဖွဲ့ဝင်တွေကဥယျာတစ်ဖောင်ကျော်လောက်တော့အဲ့မှာကုမီကယ်ဆယ်ကြီးတွေဝင်နေတယ်။တမလောဘက်ကနေလည်းဝင်နေတာရှိတယ်လို့တမလောဘက်ကဟွာကြတော့သူဥယျာရေးထွက်ကြတော့သူတို့မသိရဘူးတဲ့။နောက်ဖွင့်ဒီလူစေယုံကဒီကုမီစေယုံကရေးကြည့်လို့နာတယ်ဟိုမကွေးစေတက်ကတော့တင်ကြားရေးစေယုံကိုရွှေ့ဖို့အတွက်လည်းစီစဉ်နေတယ်တဲ့။ဒါသူတို့သူရပိုင်းလောက်ဆောင်ချက်တွေပေါ့။